ရန်ကုန်မြို့တွင်မြန်မာနေညာက17နာရီ10မိနစ်အချိန်ခန့်တိတိတသာငလင်းလောက်ခတ်ခဲ့ပြီးအထက်မြင့်မှနေထိုင်တဲ့ပြည်သူများလမ်းမပေါ်သို့ပြေးဆင်းခဲ့ရာမင်္ဂလာပါပရိသတ်ကြီးရှင်ရမန်နေ့ည17နာရီ10မိနစ်အချိန်ခန်းကရန်ကုန်မြို့မှာတိတိတသာငလင်းလောက်ခတ်ခဲ့တာကြောင့်တိုက်ခန်းနေပြည်သူများတိုက်တာများပေါ်ကနေလမ်းမပေါ်သို့ပြေးဆင်းခဲ့ရကြောင်းရန်ကုန်မြို့နေထိုင်သူပြည်သူများထံမှသိရှိရပါတယ် မနေ့ကအော်တိုဘာလာ18ရက်နေ့ညပိုင်းအချိန်ကစမ်းချောင်းမြို့နယ်အင်းစိန်မြို့နယ်လှေရန်မြို့နယ်လာတာမြို့နယ်အပါအဝင်ရန်ကုန်မြို့ရှိမြို့နယ်အများစုမှာငလင်းလုခတ်သွားခဲ့တာဖြစ်ကြောင်းငလင်းလုခတ်မှုမှာအနေငယ်ပြင်းထန်တာကြောင့်ပြည်သူများအထိတ်တလန့်ဖြင့်အထက်မြင့်တိုက်တာများပေါ်မှပြေးဆင်းခဲ့ရကြောင်းသိရှိရပါသည်ဒုံးဆိုတဲ့အတန်ကြီးနဲ့တစ်ချက်ပြီးတော့မှအထက်အောက်ကိုခါရမ်းသွားသလိုငလင်းလုတာအကုန်လုံးပြေးဆင်းလိုက်ရတယ် စမ်းချောင်းမှာတော့တိုက်တိုင်းလူလူကပြေးဆင်းလာကြတာလို့စမ်းချောင်းမြို့နယ်မင်းလန်းမှာနေထိုင်သူပြည်သူတဲဦးကပြောပါတယ်အော်တိုဘားလာ18ရက်နေ့မြမစံတော်ချိန်ည7:00နာရီ6မိနစ်အချိန်ခန့်မှာရန်ကုန်တိုင်းဒေသကြီးဒလားမြို့နယ်အတွင်းမြေအောက်အနက်9ကီလိုမီတာကိုဗဟိုပြုပြီး Rochester Scale 3.9အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်းသက်ဆိုင်ရာကလည်းသတင်းထုတ်ပြန်ထားပါတယ်။ ယခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအားခွန်တသမခွန်အစဉ်ရှိတဲ့စကိုင်းငလင်လှုပ်ခတ်မှုကြောင့်ပြည်သူလေတောင်ကျော်တည်ဆုံခဲ့ရပြီးတဲ့နောက်ရန်ကုန်အပါအဝင်မြို့နယ်ပြည်သူများမှငလင်အန်ဒီရဲ့ကိုအကြီးအကျယ်စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ရန်ကုန်မှာငလင်ကတော့ည7:00နာရီ6မိနစ်မှာတော့အကြီးအကျယ်တော့လှုပ်သွားတာပေါ့နော်။ဆိုတော့အကုန်လုံးလည်းလမ်းပေါ်မှာရောက်ကုန်ကြပြီ။ရန်ကုန်ဘယ်နေရာမှာလှုပ်သွားတယ်ဆိုတာကိုပြောခဲ့ကြအောင်နော်။ view site ကြပါလို့